န်ကိုရန်နာရှာဖွေပါအစီအစဉ်ကနေကြိုဆိုပါရစေ။ဂျွန်လတလလုံးမှာတော့ကျွန်တော်တို့ဂျာဘူးနေကြစကလုံးများရဲ့အတိတ်ပဲများကိုရှာဖွေနေတာပဲဖြစ်ပါရစေ။ပထမအပတ်မှာတော့ရှာလောမဆိုစကလုံးကို ကျွန်မမိထားခဲ့တယ်။ဒုတိယပတ်မှာတော့ထောရာဆိုစကလုံးကိုကျွန်မမိခဲ့တာဖြစ်တယ်။တတိယပတ်မှာတော့ဟော်ဇဲနာဟော်ရှဲနာရဲ့အတိတ်ပဲကပါလဲလို့မိခဲ့တာဖြစ်တယ်။ဒီနေ့မှအဖြေကိုပေးချင်ပါရစေ။ပေါ်ရှင်းနာဆိုတဲ့အတိတ်ကတော့ကဲတင်တော်မူပါဆိုပြီးမှ ဖခင်ကိုတောင်းအောင်လျှောက်တဲ့စကားလုံးပဲဖြစ်ပါတယ်။ဆိုတော့ဟော်ရှဲနာဟော်ရှဲနာလို့អော်လိုက်တဲ့အခါတိုင်းမှာဖခင်ကဲတင်ပါလို့တင်ကကျွေးချော်လိုက်ခြင်းပဲဖြစ်တယ်။တည်ရင်ကောင်းရှိတဲ့သခင်ကဒီနေ့ကျွန်တော်ရဲ့အပြစ်များအားလုံးကိုကဲတင်ခဲ့တဲ့ဖခင်လည်းဖြစ်တယ်။ကျွန်တော်တို့ကိုကဲတင်ပြီးပြီဖြစ်တယ်။လက်ဝါးကားထဲမှာသူရဲ့အသေးခံခြင်းအားဖြင့်အာမင်ဒီနေ့ကျွန်တော်ရဲ့အပြစ်များအားလုံးရဲ့အပြစ်ကြွေးအားလုံးကိုဆက်ပြီးပြီဖြစ်တဲ့သူရဲ့မြောက်နေမှာရှင်ပြန်ထမြောက်တဲ့ဖခင်ဖြစ်တယ်။အာမင်ကျွန်တော်ရဲ့အော်ဟစ်တဲ့အသံတွေကိုအပြည့်ပေး၍နားရောင်တဲ့ ဘုရားလည်းဖြစ်တယ်။ဒါကြောင့်တင်းအတာမှာအခက်ခဲကြုံလာပြီဆိုလို့ရှိရင်ဟောရှင်းနာလို့ဘုရားကိုတောင်းလျှောက်လိုက်ပါ။ဘုရားကတင်းကိုကိုညီဖို့အစဉ်တင်ရှိတဲ့ဘုရားဖြစ်တယ်။အာမင်။ဆိုဒီတပတ်သွဲယနာရှာဖွေပါရဲ့မိခွန်းကိုအားလုံးပဲအစဉ်တင်ရှိနေပြီလို့ယုံကြည်ပါတယ်။ဒါဆိုရင်တူတူကယနာကို ရှာဖွေကြရအောင်။ ဒီတစ်ပတ်တည်းမေခွန်းအစင်သိရှိနေမလို့ယုံကြည်ပါတယ်ဒီတစ်ပတ်မှာကျွန်မမေ့ချင်တဲ့မေခွန်းကတော့ hallelujah ဆိုတဲ့စကားလုံးရဲ့အတိတ်ပဲကပါလဲဒါကျွန်မရဲ့မေခွန်းဖြစ်တယ်ဆိုတော့ hallelujah ဆိုတဲ့စကားလုံးကိုမချခဏကျွန်တော်ကြာတတ်ကြရတဲ့အတင်းတော်ရဲ့မှာကြာတတ်တယ်ဆိုတော့ဒါပေမဲ့တချို့နေရာတွေမှာ hallelujah စကားမပြောဖို့တော့လဲ တားမြစ်တဲ့အရာတွေလည်းရှိတယ်ဆိုတော့ hallelujah ရဲ့အဓိပ္ပာယ်ကပါလဲဘာကြောင့်အဲ့တောင်မှအရေးကြီးတာလဲเนาะဒါကျွန်မမေခွန်းဖြစ်တယ်တယ်လွန်စာလေးပေးချင်တယ်တယ်လွန်စာနံပါတ်၁ကတော့ hallelujah ဆိုရက်စကလုံးကိုချီးမွမ်းကိုးကွယ်တဲ့အချိန်ဒီမှာတတော်များကြားတတ်တဲ့စကလုံးပဲဖြစ်တယ်တယ်လွန်စာနံပါတ်၂ကတော့ 350ခုမြောက်သောဆာလံအပိုင်ငယ်6ကိုဖတ်စေချင်ပါတယ်350ခုမြောက်သောဆာလံအပိုင်ငယ်6ကိုဖတ်ပါတင်ဖတ်မယ်ဆိုလို့ရှိရင်အဖြေကိုရရှိမှာဖြစ်တယ်ဆိုတော့အားလုံးအတွက်အချိန်ခဏပေးချင်ပါတယ် အားလုံးရဲ့အချိန်စေ့သွားပါပြီဆိုတော့နောက်ဆုံးစကားလုံးကျွန်တော်ရှာဖွေနေတဲ့စကားလုံး hallelujah ဆိုတဲ့စကားလုံးရဲ့အတိတ်ဘက်ကပါလေကျမ်းစာဖတ်မယ်ဆိုရင်တွေ့ရမှာဖြစ်တယ်တရား50ခုမြောက်သောဆလံအပငယ်6မှာအသက်ရှိတော်သူပေါင်းတို့ဒီထာရဖျားကိုချီးမွမ်းကြစေ hallelujah ဆိုမှာအဆုံးသက်ထားတာဖြစ်တယ်ဆိုတော့ hallelujah ရဲ့အတိတ်ဘက်ကထာရဖျားကိုချီးမွမ်းပါဆိုမှာကျမတို့ကိုပြောထားတဲ့စကားလုံးပဲဖြစ်တယ်ချီးမွမ်းပါအချောင်းလို့တင်းတာရဲမှာနော် hallelujah လို့ပြောလိုက်တဲ့ခါတိုင်းမှာဖျားကိုတင် ချီးမွမ်းတယ်လို့ဝန်ခံနေခြင်းဖြစ်တယ်။ပြီးတဲ့အခါမှာကျွန်တော်ကိုယ်ကိုယ်ရဲ့ခါတိုင်းမှာ hallelujah လို့ပြောခြင်းကတရားတရားဘုရားကိုချီးမွမ်းပါဆိုမှတိုက်တွန်းတဲ့စကားလုံးနဲ့ဖြစ်တယ်။ hallelujah လို့တင်ကြွေးကြော်လိုက်တဲ့ခါတိုင်းမှာဘုရားကိုတင်ကချီးမွမ်းနေတာဖြစ်တယ်။ဒါကြောင့်တင်နှုတ်ရှာပစက်ကနေဘုရားကိုချီးမွမ်းကြရနေထွက်ရမှဒီနေဝင်ရတဲ့အောင်ထာဝရဘုရားနာမဒီချီးမွမ်းဖို့ရန်အကောင်းဆုံးဖြစ်တယ်။ဒါကြောင့်ဘုရားကိုချီးမွမ်းတဲ့စကားလုံးတွေကိုမထိန်ချုပ်ထားပါနဲ့။နှလုံးသားပါလက်ဘုရားကိုချီးမွမ်းလိုက်ပါ hallelujah လို့ဝန်ခံလိုက်ပါ။ဒီဝန်ခံခြင်းနဲ့ဘုရားကောင်းမခြင်းက ကိုတင်းတာထဲမှာမြင်တွေ့ရမှာဖြစ်တယ်အာမင်ဆိုတော့ကျွန်တော်တို့ဒီတလလုံးထဲမှာဆိုရင်တော့ဂျန်စာတဲ့ကကျွန်တော်တို့ဂျာဘူးနေဂျာဆက်ကလုံးရဲ့အတိတ်ပဲများကိုရှာဖွေသွားတာဖြစ်တယ် ပထမပတ်မှာ Shalom ဆိုစကားလုံးကိုရှာဖွေခဲ့ကြရတယ်။ဘုရားရဲ့ငြိမ်သက်ခြင်းတင်းတာထဲမှာလိုအပ်တာဖြစ်တယ်။နံပါတ်1ကျွန်တော်တို့ Torah နော် Torah ရဲ့အတိတ်တွေကပါလဲဆိုတော့တင် जा ချက်လမ်းညွှန်ချက်ဖြစ်တယ်။ဘုရားကကျွန်တော်တို့ကိုဘလို့သက်ရှင်ရမလဲ၊ဘာလုပ်ရမလဲဆိုမှလမ်းညွှန်ချက်ပေးထားပြီးသားဖြစ်တယ်။နောက်နံပါတ်3စကားလုံးကတော့ Hosanna Hosanna ဆိုစကားလုံးဖြစ်တယ်။ကယ်တင်တော်မူပါလို့ကျွန်တော်တို့ဘုရားကိုကြွေးကြော်တဲ့စကားလုံးဖြစ်တယ်။ဘုရားကကျွန်တော်တို့ကိုကယ်တင်ခဲ့ပြီးပြီဖြစ်တယ်။လုံခဲနှစ်ပေါင်းနှစ်တောင်ကျော်ကလဝါကရမှာတည်ခ ံခြင်းအဖြစ်ဒီနေ့ကျွန်တော်ရဲ့အပြည့်အဝအားလုံးကိုဆက်ပြီးပြီဖြစ်တယ်ဟာလေလုယာနောက်ဆုံးနံပါတ်၄စကလုံးကတော့ဟာလေလုယာဖြစ်တယ်ဟာလေလုယာစကလုံးကဖခင်ကိုချီးမွမ်းခြင်းဖြစ်တယ်တည့်နှုတ်ရှပ်စံများဖွင့်၍နေ့ရက်စတိုင်းမှာဖခင်ရဲ့ကောင်းမခြင်းကိုဟာလေလုယာလို့ချီးမွမ်းပါဖခင်ရှင်ကတည့်ရက်တိုင်းမှာအောပွေရလမ်းပြပို့ဆောင်ပေးမှာဖြစ်တယ်အာမင်ဒီရဲ့စကလုံးများအဖြစ်ကောင်းချီးရှိမယ်လို့ယုံကြည်တယ်နောက်တစ်ပတ်မှာ Treasure Hunt Program မှာမလွတ်တမ်းပဲဒီမှာမေးမေးခွန်းများကိုတို့က ဒီဖို့ရန်အတွက်ဖိတ်ခေါ်ချင်ပါတယ်ဘုရားရှင်ကမိသားစုအားလုံးကိုကောင်းချီးပေးပါစေ။